တဝဲမျိုးဝဲကျွန်းထိန်လဲရက်ကွက်ရေးလမ်းမှာမိလုံမှုဖြစ်ပွားခဲ့ရမှာနေနှလုံးမိလုံဆော်ရှုံးခဲ့ကြောင်းဒေသခံများ၏ပြောကြားချက်များအရသိရပါသည်။အော်တိုဘတ်29ရက်နေ့မိုးလက်တရား30မိနစ်ဝန်းကျင်အချိန်ခန့်ကအဆိုပါတဝဲမျိုးဝဲကျွန်းထိန်လဲရက်ကွက်ရေးလမ်းနေဦးကျော်စိုးဆိုသူရဲ့နှစ်ထပ်ပြင်ထောင်နေအိမ်အပေါ်တန်းမှာ firework မီးလုံးနဲ့ပြည့်စင်မီပူဇော်ထားရမှာအပူလွန်ခဲ့ပြီးမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့သိရကြောင်းဒေသခံတဦးကပြောကြားပါတယ်။၎င်းကဆက်လက်ပြီးနေပေါ်တန်းမှာကကျမရေမကောင်းတဲ့အမျိုးသမီးတဦးရှိနေတာကိုမီးစောက်လောင်ခြင်းပဲရက်ွက်နေပြီးသူတွေကသွားခဲ့ထုတ်လာလို့ဘာမှမဖြစ်လိုက်ဘူး။မီးကနှစ်ထပ်ပြင်တော်အိမ်ကနေအနီးမှာရှိတဲ့တစ်ထပ်ပြင်တော်အိမ်ကိုပါကူးဆက်လောင်ကျွမ်းခဲ့တာပါလို့ပြောကြားပါတယ်။အဲဒီမီးလောင်မှုအားတဝဲခိုင်နဲ့မြို့နယ်မိသက်အိုးစီးဌာနမှမိသက်ရင်းများနဲ့မိသက်တစ်ဖွဲ့ဝင်များ တနင်္လာရီတိုင်းအရေးပေါ်ကေဆေးရေးနဲ့လူနာတရင်အဖွဲ့ဇမုတိရီအရေးပေါ်လူနာကူညီတည်ဆောင်ရေးအဖွဲ့နဲ့မြို့ခံလူမှုကူညီကေဆေးရေးအဖွဲ့များနဲ့ရဲကွက်နေပြည်သူများဝိုင်းဝန်းငိမ့်တက်ခဲ့ရာမွန်းလယ်နိုင်ဝန်းကျင်ချင်းခဲမှာမိငိမ့်သွားခဲ့ကြောင်းဒေသခံလူမှုကူညီကေဆေးရေးအဖွဲ့များထံမှသိရပါတယ်။မိလာမှုကြောင့်25ပြီ60ပြီတုံမိုးပြင်ထောင်ပြင်ခင်းနှစ်ထပ်နေတလုံးနဲ့15ပေ15ပေတုံမိုးတုတ်ကမြေဆိုင်တစ်ထပ်နေတလုံးမိလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။